အဖွားကြီးကဝမ်းမတကောင်ကိုမွေးထားပါတယ်တခြားသူတွေကပတ်စံအများကြီးပြီးလဲမရောက်ပါဘူးအရိဝတ်ကတခြားဝတ်တီလိုမျိုးစားဖို့ပဲသိတာမဟုတ်ဘဲနဲ့အိမ်လုပ်တွေလည်းအကုန်လုံးဝိုင်းပြီးတော့လုပ်ပေးတတ်ပါသေးတယ်နေမွေးပြီးတော့ထမင်းချက်ပေးတဲ့သလိုကျောပေါ်မှာပြည့်စည်တယ်တင်ပြီးတော့လဲတဲပေးတတ်ပါသေးတယ်အိမ်ကလူတွေရဲ့အသက်ကိုလည်းကယ်ပေးထားတာဖြစ်ပြီးတော့ရွာလေးကဝတ်တီဆိုရင်အသားခံရပြီးအသားအကြောက်လုပ်ခံရပြီးမယ်ဒီဝမ်းမကတော့တနေပြီးတနေအသက်ရှင်နေပါတယ်သူကတော့ပထမကဘာပေါ်မှာအတက်ကြွဆုံးဝမ်းမာလေးဖြစ်ပြီးသူကတော့ဝက်ကလေးလို့ချစ်စနူးနဲ့ပဲခေါ်ပါတယ် တခြားဝက်တွေကစားလဲအိတ်လက်နဲ့လုံနေတဲ့အချိန်ဝက်ကလေးကတော့လူတွေကိုပစ္စည်းတွေကိုယ်တည်ပေးပြီးတော့စစ်တဲ့ခွန်အားတွေလည်းပေးနေပါဗျ။အဖွားကြီးလမ်းလျှောက်တာမြင်ရင်လည်းအနောက်ကနေခန့်မြန်မြန်လျှောက်လာသလိုတခင်ဆိုင်ငယ်စီးပြီးတော့အလုသွိုင်းရင်လည်းအနောက်ကနေပြေးပြီးတော့လိုက်လာတတ်ပါသေးတယ်။ဝက်ကလေးကရန်ကုန်မှလိမ္မာထားဖြစ်ပြီးတော့တောင်ပေါ်ရောက်ရင်လည်းရှောက်မပြေးဘဲနဲ့အဖွားကြီးရဲ့ဘေးကနေငြိမ့်ငြိမ့်လေးလိုက်နေတတ်ပါဗျ။အရွက်တွေလည်းနှုတ်တတ်နေပြီဖြစ်သလိုအရွက်ချင်းကိုလည်းတည်ပေးနေတတ်ပါဗျ။အမေရောက်တော့လေဝက်ကလေးကဟင်းကိုချက်ပေးတဲ့တလို့ဝက်ကလေးကအလုံးလုံးတာကိုကြိုက်ပြီးတော့အစာလဲတိတ်မစားပါဘူး။ အစားအသောက်တွေကိုအလွယ်တကူလည်းမစားတတ်သလိုတခင်ဟာကိုယ်တိုင်ခွင့်ကြွေးတော့မှအစားစားပါတယ်။တခင်နေမကောင်းလို့ကရင်ပေါ်မှာလဲနေတော့လေဝက်ကလေးကတခင်အတွက်ဆေးယူလာပေးပါတယ်။ဆေးတောက်ရင်ရေတောက်ရမှလည်းသိတော့ရေဘူးပါယူလာပြီးတော့ကရင်ပေးလေးမှချပေးပါတယ်။ဝက်ကလေးကအဲ့ဒီလိုတွေဂယူးဆိုင်ပြီးတော့တခင်ကလည်းအရန်ကုန်မှပျော်ရှင်သွားပြီးအဲ့ဒီကစားပြီးတော့ကောင်မလေးဝက်ကလေးပေါ်ထားတဲ့ခံစားချက်တွေကမတူတော့ပါဘူး။အဲ့နောက်ပိုင်းမှာတော့နေတဲ့ဝက်ကလေးဟာတခင်နဲ့အတူတူတော်မော်ကိုတက်ပါတယ်။ဘာမှအကူအညီမပေးနိုင်ပေမဲ့ဘေးကနေအဖို့ပြုတ်ပေးနိုင်ပါတယ်။ လူတွေဟာဝက်ကိုတုံးတယ်လို့ပြောကြပေမဲ့လည်းဒီဝက်ကလေးကတော့ညံရန်ကောင်းနေတာဖြစ်ပြီးဝက်ကလေးကတခင်ရဲ့စကားကိုလည်းကောင်းကောင်းကြီးကမှနားလဲပါတယ်။ဝက်ကလေးရေဆက်လိုက်တာလို့ကြားတဲ့အခါမှာတော့ချက်ချင်းပဲတောင်းအောင်ကိုဆင်းပြီးတော့ရေဘူးဆင်းယူကတောင်ပေါ်ကိုပြေးတက်လာပါတယ်။တခင်အရင်ဆက်နေတဲ့အချိန်မှာစိုးရိမ်ပြီးတော့လမ်းမတော်မှလုံးဝမနားပါဘူး။တခင်အလုံးလုံးနေတဲ့အချိန်ဆိုရင်ရေဘူးယူပေးပြီးတော့ထမင်းချက်နေတဲ့အချိန်ဆိုရင်တော့မိရေလည်းမှွေပေးတတ်ပါတယ်။တမင်းတဲပြီးတဲ့အခါမှာအိုးမပြီးတော့တောင်ပေါ်ကိုတက်ခါချက်သားတဲ့ဟာတွေကိုလည်းတခင်ကိုသွားပြီးတော့ပေးတတ်ပါတယ်။ တခင်ရဲ့မိသားစုနဲ့ထမင်းစားနေတဲ့ဝက်ကလေးကအနားယူလို့မရှိပဲရေးဖွင့်ပြီးတော့မှဘဲချောင်းထပ်ပါသေးတယ်။တောင်မော်ကအရင်ကိုမြင်မိမယ်လေဝက်ကလေးကတခင်ကိုပစ္စည်းတွေကူပေးပြီးတော့မှနေတိုင်းခေါင်းတုံးခေါင်းပြန်သွားရပေမဲ့ဝက်ကလေးကတော့တစက်ကလေးမှမညီပဲနဲ့အလုပ်တွေစူးစားပါတယ်။အဖွားကြီးကလည်းဝက်ကလေးကိုတရိတ်ဆန်လို့မမြင်မဲနဲ့နေတိုင်းရေချိုးတန့်စင်ပေးတတ်ပြီးဒါကတော့ဝက်ကလေးအတွက်အပျော်ဆုံးအချိန်ပဲဖြစ်ပါလေ။ လူတွေကိုပို့ပြီးတော့ဆိတ်လို့ရှားစေတာကတော့တခင်တောင်ပေါ်မှာအလုပ်လုပ်နေတော့တခင်အမေချော်လဲသွားတော့ဝကလေးကတခင်အမေကိုကူပြီးတော့ထူပေးပေမဲ့အချိန်မောများစွာထူပေးပြီးတော့မှအောင်မြင်တာပါဝကလေးကတခင်ကိုဖုံးဆက်ပြီးတော့အကြောင်းကြားဖို့လုပ်ပေမဲ့ဆက်သွယ်လို့မရတဲ့အခါမှာနီးလည်းမရှိတာနဲ့ပဲအမြန်ပြေးပြီးတော့တောင်ပေါ်ကိုတက်ပြီးတခင်ဖြစ်သူကိုသွားရှာပါတယ်ဒါပေမဲ့လည်းဝဲဖြစ်ပြီးတော့လူစကားမပြောတတ်တာကြောင့်ပဲတခင်ဖြစ်တဲ့သူကသူ့ဆိုလိုတဲ့အသေးပဲကိုလည်းနားမလဲပါဘူးနောက်ဆုံးမှာတော့ဝကလေးအကြံရပြီးတော့တခင်ဖြစ်တဲ့သူကိုအိမ်ပြန်ခေါ်လာခဲ့ပါတယ် ောက်ဆုံးမှာတော့အဖွားကြီးရဲ့အသက်ကိုကယ်နိုင်ခဲ့ပြီဖြစ်ပြီးတော့တိန်သောလုံးကဝက်ကလေးကိုအသက်ငယ်ကျေးဇူးရှင်ဖြစ်သတ်မှတ်လိုက်ပါတယ်။ဝက်ကလေးအတွက်အစားအသောက်အမျိုးစုံပြင်ဆင်ပေးပြီးတော့မှအမျိုးတွေနဲ့လည်းဗီဒီယိုကိုပြောကြပါရစေ။အိတ်လို့ရှင်လည်းဖိအေးကြပြီးတော့လူတယောက်လိုလည်းဆက်ဆံကြပါရစေ။အချိန်တွေကုန်ဆုံးသွားတာနဲ့အမျှဝက်ကလေးကနေဝက်ကြီးဖြစ်လာခဲ့ပြီးတော့ခန္ဓာကိုယ်အားသုံးပြီးတော့တခင်ကိုကိုင်ကြီးပြီးကလယ်တွေလည်းထုံမေးကြပါရစေ။တခင်ကလေဝင်းနေကရှုံနေစီဝက်ကလေးကိုမကြခဏခေါ်သွားလေရှိပြီးတခင်ရဲ့မျက်လုံးထဲမှာတော့ဝက်တကောင်လုံးမမြင်ဘဲနဲ့မိသားစုဝင်တယောက်လိုမြင်နေတာပါ တော့အနာဂတ်မှာဘာတွေဖြစ်မယ်ဆိုတာကိုမသိပေမဲ့ဒီဘက်ကလေးကတော့တခြားဘက်တွေထက်ကိုတော့အသက်ရှင်မယ်ဆိုတာသိကြပါဗျ။